ကဲဒီနေ့ကျတော့အရအသားလည်းအရန်စီရမယ်ပြီးတော့အာသားလည်းပြီးရမယ်အသားရည်တက်လည်းကောင်းရမယ်ဂျမ်းမာရည်တက်လည်းကောင်းရမယ်ဝေးလည်းကွာထိနိုင်ရမယ်ဘာအစားရည်လည်းအများကြီးပဲအဲ့ဒါကိုတင်ဆက်ပေးတော့မယ်နော်ဆက်ပြီးတော့မှဖိလို့အဆအဆုံးလေးကြည့်ပြကြပါလို့အားလုံးပဲမိကြပါရှင် MC Mirror Beauty Channel မှာပြန်လည်ကြိုဆိုလိုက်ပါရှင်ဒီဗီဒီယိုလေးကိုအမေရန်ကြည့်ဆိုအားပေးတဲ့မိတ်ဆွေအားလုံးကို ဒီကနေအရန်အရန်စူးစူးတင်ပါတယ်လို့ပြောချင်ပါတယ်အခုဆက်လက်ပြီးကျမတင်ဆက်ပေးသွားမယ့်အကြောင်းကတော့ကိုအအန်ချိုက်တဲ့အစာတွေအားလုံးကိုဝိချပွက်တဲ့အသုံးပြုလို့ရတယ်နော်အဘယ်လိုအသုံးပြုချမလဲကျမရဲ့အတွက်အကောင်းတဲ့အစာအစာတွေထဲမှာကိုကပါချိုက်တဲ့လေရွရအောင်ကျမဆန်ကျမအရန်ကြိုက်တဲ့ဟာတွေထဲမှာဒီမှာပူတတိုပါတယ်ဒီမှာဗာလဲကစွန်းဦးကစွန်းဦးဟာမမျိုးစုံရှိရနော် အထဲကဖြူလေးဟိုးပျော့ပျော့လေးအရန်ချူတဲ့ဟာရှိတယ်ဈေးလည်းရန်ကြည့်တယ်တချို့ကကြတော့အဝါရောင်ရှိတယ်တချို့ကကြတော့ဖြူပြီးမှလည်းတိတ်မချူတဲ့ဟာရှိတယ်တချို့ကတော့ဒီလိုမျိုးခါတော့ရှိတယ်ဒါပေမဲ့အဝါရောင်တဲ့ဒီ color ဟာတကယ်ဆိုရင်အကောင်းဆုံးပဲအကောင်းဆုံးပဲနော်အဲ့ဒါအဲ့ဒါလည်းချိန်တယ်ပျော်သေးလည်းချိန်တယ်ဒီမှာ ဒီမှာဆိုရင်ဗာလဲရှောက်သေးအထဲမှာအနေတွေဟုတ်ရနော်အဲ့ဒါလည်းကျမကြီးအတွက်ကောင်းတယ်ပြီးတော့မေတ္တာခြိုက်တယ်စိတ်သားခြိုက်တယ်ပြီးတော့ငားခြိုက်တယ်အသားလည်းစားရနော်အဲ့ဒါရီဘာမှအခုခြိုက်တဲ့အစားကိုဘာမှမလျှော့ပဲနဲ့ဝေချရအောင်နော်တခုပြီးတခုပြီးခြားတခုပြီးတခုပြီးအမ်ခြားကြည့်မနော်ဘယ်လိုခြားရမလဲဘယ်လိုခြားရမလဲဆိုရင်တော့မနေ့ကျရင်ကိုခြိုက်တဲ့အစားကိုကောင်းကောင်းလေးစားပါဒါမဲ့ အစီကိုအရင်မစားနဲ့ပြီးတော့အချူကိုတော့ဂျမ်းမာကြီးအတွက်မကောင်းတဲ့အတွက်ကြောင့်အချူကိုအရင်မစားနဲ့ဒါမဲ့အတင်းတင်းလေးပဲစားဒါမဲ့ညနေပိုင်းမှဆိုရင်တော့ညနေပိုင်းအစာမှာလုံးဝအထမင်းမစားပါနဲ့ထမင်းမစားဘဲနဲ့မနေနိုင်တမားတွေတလောက်လောက်လေးနဲ့အသာပြောင်းစားလိုက်ပါအချာကူပါချိန်တက်လေပါချိန်တက်တဲ့ဟာနဲ့စားပါပြီးတော့ကူညနေပိုင်းထမင်းစားတဲ့အချိန်ကြာရင်တော့ပထမအော်ချစ်ချင်းတော့အဲ့လိုမျိုးလို့ဖို့ကမလွယ်ဘူးလေ အတခါကျရင်တော့ခွတ်တီတီလေးနဲ့ပထမယူလိုက်အဲအလိမျိုးနဲ့တုံးလေးလောက်ဆိုရင်တော့ဟိုတလုတ်လောက်ယူလိုက်အဲတလုတ်လောက်ကတော့စားလို့ရပါတယ်ကွာမှုဆိုင်လဲတလုတ်ကတော့ပါလိနော်အဲအလိမျိုးကလောက်ပြီးဆိုရင်ကွာအရာနဲ့ပိုက်မပြပါဘူးတီးတယ်ဘာစုပ်မေတာစုပ်တော့မလားစတားစုပ်တော့မလားအရက်ပြုတ်ချိုက်လားပြီးတော့အစင်းကြော်လေးချိုက်လားအကုန်းအကုန်း ဝေချဖို့အတွက်အရန်ကောင်းတယ်အဟာရအတွက်လည်းအရန်ကောင်းတဲ့အဟာရကြီးပဲအကုန်လုံးပြီးတော့အရန်ဈေးမကြီးပဲနဲ့လည်း manage လုပ်ရအောင်နော်ကျမဒီနေ့ဆွင့်ပါစားလေဆွင့်ဒီမှာဒီဟာစားလေကိုကဒီလောက်လောက်တလုံးဒီတလုံးဆွင့်အရန်ကြီးတယ်နော်ဒီမှာဒီတလုံးဆွင့်အရန်ကြီးတယ်နော်ပြီးတော့ဒီဟာကဘူတတူထဲမှာဒီဟာကဟိုကျမရဲ့အတွက်ကောင်းတယ်အဝါရောင်လည်းကောင်းတယ်အဖြူထက်အဖြူကအချိုများတယ် ပြီးတော့ဒီဟာဒီဟာကိုကိုကတပိုင်းဒီလောက်လောက်ပိုင်းပြီးမှကိုကစားတယ်ဒီဒီဟာနှလုံးနဲ့နော်ပြီးတော့ကိုကများများတယ်ထင်လို့ဒီလုံးလောက်ပဲကိုကစားဖြစ်လိုက်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒါဆိုကိုကဘိုက်လက်ပြည်တယ်ကျမကြီးတက်လကောင်းတယ်ပြီးတော့ဆဆဆဆအိဘဆိုရင်စနနာရီမတန်ခင်အိဖို့ပေါ့နော်ကအကောင်းဆုံးပဲစနနာရီနောက်ပိုင်းဆိုရင် ကိုကပိုက်စားလာတော့တခုခုပစကန်နေစားချင်တယ်လေအဲ့လိုမျိုးမဖြစ်အောင်စနေနိုင်မတိုင်းခင်မှာအိတ်ပါအရာဆိုရင်တော့ကိုကတဖြည်းဖြည်းနဲ့ကိုရစ်စစ်ပြီးမှကျမကြီးကောင်းလာမှဝေးလက်ချလာဝေးချမဟုတ်တယ်အပြီးတော့ကိုစားတဲ့ဟာကဘာအတွက်ကောင်းလဲဆိုတော့ကိုကသိရမယ်ဒီဟာဆိုရင်ဗာလဲဗီတာမင် C ဗီတာမင် A ဗီတာမင် B6 ပါလေပြီးတော့ဖိုင်ဘာလည်းပါတယ်အများကြီးပဲပြီးတော့ အမ်မြတ်လုံးအတက်ကောင်းတယ်နှလုံးအတက်ကောင်းတယ်ဥနောက်အာယုဥနောက်အာယုကြောအတက်လဲအရန်ကောင်းတယ်ပြီးတော့ခင်စာကိုလည်းကောက်ွယ်ပေးနိုင်တယ်နော်ပြီးတော့အခုခန္ဓာကိုလည်းမြင့်တင်ပေးနိုင်တယ်ဆိုဘလောက်ကောင်းလဲအဲ့ဒါထက်ကောင်းတဲ့အရာတွေရှိတယ်သူကအသားရဲ့အတွက်လည်းကောင်းတယ်နော်အဲ့ဒါဆိုရင်ကစာတင်လာစာတင်တော့ပေါ့အရသားလည်းရှိရဲပြီးတော့ဒီဒီဒလုံးစားတာနဲ့ဘိုက်လည်းပြီးတယ်ဒီဒလုံးကိုကနော်နော်အရန်ချိန်နော်နော်လေးနဲ့တော့ ကော်ဖီအရန်ချိန်ကော်ဖီလေးနဲ့တော့ကဲမိုင်လိုအရန်ချိန်မိုင်လိုလေးနဲ့တော့อืมအရတာကောင်းလားမှုတ်ထက်အရတာရှိတယ်ဗိုက်တာမင်လက်ရှိတယ်အရင်တော့ကကျွန်မမှုတ်အရန်စားတယ်အခုဖြစ်လိုက်ပြီး ကျမကဒီဟာလေးတွေစားတာနဲ့ဘာအကျိုးရှိတယ်လဲဆိုရင်အခုဂျမားကြီးတောင်တောင်မိမဲ့ဂျမားကြီးအရန်ကောင်းလာတယ်ညလည်းအိတ်လာတယ်နော်အဲ့ဒါကြောင့်ကုမစ်စီကြီးဘာဝိချမယ်ဆိုရင်ဟောအခါတတ်တဆာပြီးမှအချင်းတတ်တဆာမှထမင်းမစားထမင်းမစားရဲ့ဘူးဆိုတဲ့ဟာမျိုးနဲ့ဆိုကွာအာဒီလောကမှာနေပြီးမှမရဲကြတယ်လို့ပဲလေအာသာလေးလည်းပြောကွာစအောင်မှာပေါ့ ဒါမဲ့အာတာလီတီအောင်စားတဲ့ပုံစံနေအမြားရှိရဲ့ကျမဆိုရင်လက်တော့လုံးဝဆိုရင်ကိုစားတဲ့ဟာကိုချက်တဲ့ဟာကိုတီးပြီးရင်ခုန်ပြီးမှလေအာအရန်ကြိုက်တယ်အရန်ကိုကြိုက်တာစုပ်ကိုလေးစပက်ရှယ်ချက်အရတာရှိရှိနဲ့တော့ချုံမပါဆမ်လို့နော်ဟုတ်စိုင်းမာလီတယ်ရီမစ်အထဲကအမှုတ်ကြီးအကုန်လုံးထားအရတာကောင်းတယ်ဆိုတော့အဲ့ဒါကြတော့ယောဂပိုးကြီးပဲ နော်ကိုကိုဟနဲ့ကိုချဘီမအရတာရှိရှိနဲ့ဒီဆုပ်အရေးတောက်တယ်ဆိုတာတကယ်အာစီဂျမအီတက်လက်ကောင်းတယ်ပြီးတော့အာတာလည်းအရန်ပြေအရန်မိုက်တယ်နော်အာတာပြောင်းစားမယ်ပြီးတော့ဂျမအီတက်လက်ကောင်းမယ်ဝေးလက်ချရမယ်ဘလောက်ကောင်းလဲပြီးတော့လူတိုင်းလည်းလုတ်နိုင်လုတ်နိုင်မဲ့ဟာလေးတွေလည်းအများကြီးတင်ဆက်ပြီးတော့မယ်နော်ပြီးတော့ဦးမင်းရောင်ရင်ချင်းနဲ့ပတ်သက်ပြီး အလှပနဲ့ပတ်သက်ပြီး make up လင်းတာပဲအာမကူနဲ့ကိုအစားတောက်လေကောင်းမှနော်အစားတောက်ကောင်းမှအဒရန်ကိုအဒရန်အသားကြီးကကောင်းမလီအဲ့ဒါပြီးမှကိုက make up လေကောင်းကောင်းလေးလို့အဲ့ဒါဆိုရင်တော့ကိုကအမ်အရွယ်တင်ပြီးနုပူလန်းဆန်းပြီးဇမ်းမာပြီးလှပနေမှနော်ကဲကိုမစ်ဆက်အတွက်ကြည့်ရှိမယ်ဆင် like share subscribe မေးနေနော် see you next time bye bye ေးနေတာပဲအရင်စလို့ကောင်းတယ်နော်ခစုံမအဝယ်ရောလည်းကောင်းတယ်ပြီးတော့အဖြူထက်ဒီခါလာအကျမကြီးတက်အရင်ကောင်းတယ်လေဝါစာမစာကျမကြီးတက်ကောင်းတယ်ဟာပဲစာမပေါ့နော်နာကျမတပတ်တခါတော့စားဖြစ်ပါတယ်ဒီဟာကိုလေဟွန်းยันไม่เดมยันใจเดตบาวว่าไปบ้ามาเทเซมลู အခုက6နာရီခွဲကိုစားပြီးတဲ့အချိန်ကျ9နာရီပေါ့နော်ဟောအောင်စားမယ် ကွာဝိတ်ချရဆိုဒီမဲ့လေကျမကျမတစ်စက္ကန့်နေချိုက်တဲ့အရတလေးတွေကိုကွာရေးပြီးမှကျမရဲ့တွက်လက်ကောင်းဝိတ်ချလို့အတွက်လက်ကောင်းတဲ့ဟာလေးတွေကိုရေးပြီးမှစားရပါအနင်းပကန်အော်ကွာဝိတ်ချချင်လို့အချင်းကြီးပဲစားရတော့အခါကြီးပဲစားရတော့ပြီးတော့လုံးဝမနစ်မချိုက်ရဟာစားရတော့ဆိုကွာစစ်ချင်းချက်တယ်လေအဲ့တော့ကွာကိုလိုက်ဖာအဲ့လိုပဲ sao chính là hậu đế khá ừ. lụt tích con này vì hạ chá lọ ở nông của hạ lý ở dì khuẩn lý bìm hạ của hạ nó bánh ngủ bánh bìm hạ kiểu lại đó về hậu đế xúc lùm yêu biểu chính của ပြုတ်လို့ရတယ်သူကလည်းသူတက်တက်ပြုတ်ချင်တယ်ပြုတ်လို့ရတယ်အကြီးခွန်မလှီးပဲနဲ့လည်းပြုတ်လို့ရတယ်ကိုကဒီဟာအလုံးအရန်ကြီးတော့လေအကြီးခွန်လှီးပြီးမှပဲကိုကပြုတ်တော့ဟုတ်တယ်နော်อืม နည်းနည်းလေးစားတာမဟုတ်ဘူးနော်ပတ်တန်းတစ်ပြည့်ပဲတလုံးစားတာဟုတ်တယ်တလုံးလုံးကြီးကြီးတလုံးစားတာဟုတ်တယ်ဖိုက်ပြီးတော့နေ ကျမအစာပိတာမကြိုက်ဘူးအကုန်လုံးအဲ့လိုမျိုးစားတာပဲကြိုက်တယ်မာ နနိုင်ခနနိုင်ချိုးတော့မယ်ခနနိုင်မှာအခုသမီးမစားဘူးလေသမီးမစားတော့ဒီဟာမိုက်ပြီလားဆိုရင်အရင်ပြီးသွားတယ်နော်နော်ညနေတိုင်းအဲ့လိုစားမလားဆိုညနေတိုင်းကျတော့ဆက်ကလေးချိန်မှာမဟုတ်ဘူးလေမနေ့ပြန်ချိန်ရင်တော့အချားဟာစားမလို့နော်ကိုစိတ်ထဲမှာဗာစားချင်တယ်စားမယ်မနေ့ပြန်ဆိုရင်ကြက်ကြက်ဆွတ်တော့မလား ်မဲဆုပ်တော့မလားငါဆုပ်တော့မလားကြည့်ရင်အဲ့ဒါလေးစားဒါမှမဟုတ်ကွာတိတိစမ်းလားကြိုက်တဲ့ဟာပေါ့နော်ကွာကိုစိတ်ထဲမှာကိုစားချင်တဲ့ဟာကျမကြီးတွက်လက်ကောင်းရမယ်ပြီးတော့အစီမရှိတဲ့ဟာတွေပြီးတော့ထမင်းကိုတိတ်မစားဘဲနဲ့ညံ့နေပိုက်မှာအဲ့လိုမျိုးဒါစားဖြစ်မယ်ဆိုရင် ူကမဝလာမဲ့အပြင်ကျမကြီးတက်လက်ကျမကြီးလက်တဖြည်းဖြည်းနဲ့ကောင်းလာမယ်ကိုကြီးလက်စစ်လာမယ်ကိုကအသက်30ကျော်ပြီဆိုရင်တော့အာဒီဟာလေးတွေကတကယ်အတကယ်ချီးရမှုလက်ရှိတယ်အကျိုးလက်ရှိတယ်ပြီးတော့တချို့တွေကဒီဟာလေးလုပ်ပြီးမှကိုဝိလက်မချပါလားဝိအရန်တက်ပြီးမှဒါတွေကကြရင်လဲကျမကြီးကောင်းမယ်ကိုကြီးစစ်မယ် တဖြည်းဖြည်းနဲ့ကြက်လာတွန်းတွန်းတွန်းဆိုပြီးမတိတာဘူးနော်အဲ့ဒါကြတော့ပြောထားမယ်ဒီဟာကြတော့ကျမကဘယ်လိုလုပ်လဲဆိုရင်ကျမအခုတစ်ခါတစ်ခါအကျရင်ကျမကျမလည်းညနေပိုင်းဆိုရင်ကိုကြိုက်တဲ့မှုတွေစားပြီးတော့ဟိုဘာလဲအစစိတ်နေတစ်ခါတလေတပတ်လောက်လေးဆက်တိုက်စားတဲ့ချိန်ကကိုကလည်းကိုဘိုက်ခေါကနေနေထွက်ချင်းနေပါနေနေဖုံးလာပြီဆိုရင်အဲနောက်တပတ်ဆိုတော့ကိုကကိုအစာကိုတခါတည်း အရန်ကြည့်ချတာမဟုတ်ဘဲနဲ့ shop လိုက်တယ်အဲ့ဒီမျိုး shop လိုက်တဲ့ချိန်ကျ shop ကိုအရန်လွယ်တယ်လေနည်းနည်းတက်တဲ့ချိန်ကျရင်ကိုကချလိုက်တယ်နည်းနည်းဝတ်တဲ့ချိန်ကျအဲ့လိုမျိုးဆိုရင်တော့ life ali ဒီလိုလေးပဲပုံမှန်လေးပဲတွားတော့တာအရန်ဝကားပြီးမှဒီဟာဒီလိုမျိုးပုံစံနဲ့တွားမယ်ဆိုရင်တော့တိတိတတကြီးဝိတ်မချဘူးဒါမဲ့ကျမကြီးကောင်းတယ်ပြီးတော့အကူကြီးစစ်လာတယ်ပြီးတော့နည်းနည်းပေါပေါပါပါ အော်တဖြည်းဖြည်းနဲ့ရှိပြီးမှအကျိုးတော့အရန်ရှိတယ်။ဒါမဲ့အော်အရန်တိတိတသားကြီးဖိုက်ကြကြီးကြတာလို့ဘာလို့ကြတော့မဟုတ်ဘူးလေ။နော်အဲ့ဒါကိုနားလည်ဖို့အလူမီနီယံဖိုက်ကြကြီးဒန်ကြကြီးအလူမီနီယံအားကြီးချက်ချင်းတယ်ဆိုကိုဝီချက်စီလီရီကိုကွာဂျမိုင်းနဲ့ငင်ဝတဲ့ဟာကိုရှာမှတောက်တောက်ပြီးမှဆိုရင်ဒီလိုမျိုးလိုက် ကိုရဲ့ပုံမှန်တော့မဲ့ပုံစံရဒီလိုမျိုးလေးနဲ့တော့ပြီအရာဆိုရင်တော့ကိုရဲ့ကိုခန္ဓာပုံမှန်လေးတိုင်းတော့မှာပါဒါမဲ့ပင်လက်ပင်ချင်းနဲ့မနဲ့လဲအထမင်းနဲ့အရှင်အနင်းပကန်ဆန်းရနေပိုင်းမဆာဘဲရောမပင်မမဟုတ်ဘူးနော်မပင်ဘူးစိတ်ချကျမစင်စီစင်အရန်ကြိုက်တယ်အချူအော်ချူရာသစ်စင်တာကြိုက်တယ်ဒါပေမဲ့တခါတလေကျန်အာသာပြုံးကိုအစားတယ် အော်စားတယ်ပြီးတော့မနေ့စားတဲ့ချင်းချင်းကိုကဝတ်အောင်စားပြီးမဲ့ဖုန်းကနေအောင်မစားဘူးကိုကဟိုကုခနာထင်းတဲ့လူဆိုတော့နော်ပြီးတော့ညနေပိုင်းမှဆိုနေဒီဟာစားပြီးမဲ့ဒီဟာတက်ဆိုင်ဒီတုခုဒီဟာကိုတာကိုစားရစဘိတ်အရန်ချင်းတော့မဲ့အဲ့တော့အချစ်ချစ်ကိုအတုံးချစ်ချစ်တုံးထားတာလေနော်ဒါနှလုံးတောင်တုံးထားတာအဲ့ဒါဆိုတော့ဒီဟာနဲ့အပိအဲ့လောက်ဆိုဘိတ်ကအရန်ပြီးနေပြီလေတော်ပြီလေးနော် အဲ့ဒါထက်နည်းနည်းလျှော့ရင်တော့မှဟုတ်သေးတယ်တခါတလေကျရင်အဲ့လောက်မစားတဲ့အချိန်ကြီးလည်းရှိတယ်ဒီလောက်နဲ့ကိုကပြီးသွားတော့ပြီးသွားတာနော်အဲ့လိုမျိုးဆိုရင်ကိုက weight ကိုချက်စမ်းလို့ဘူးတဖြည်းဖြည်းနဲ့ပုံမှန်လေးကိုကသွားမှဟုတ်တယ်ပြီးတော့အဆစရာတွေလည်းအများကြီးပဲတရက်တရက်လေးတချို့တွေကထမင်းနဲ့ဟိုထမင်းနဲ့ဟင်းကိုလေအားရပါရနေမှစားချင်တဲ့လူတွေရှိတယ် ကျွန်မဆိုလည်းတစ်ခါတလေစားချင်တဲ့အချိန်ဆိုရင်မနဲ့မှစားရနော်ဖုန်းကနေရောမစားပြီမြအာရပါရကိုကြိုက်တဲ့အခွင့်ကိုမြင်းများထဲမှာစားလိုက်တဲ့အာသာပြီးတော့ပြီညနေပိုင်းဆိုရင်တော့ဟိုဆုံးလေးတောင်းလိုက်တယ်အမမောအတီးလေးစားလိုက်တယ်ကဲ um ပြီးတော့နောက်တနေ့ဆိုနဲ့အခြားဟာစားချင်နေဆိုကိုကမနဲ့မှာကိုကအဲ့လိုစားလိုက်တယ်ညနေပိုင်းဆိုအဲ့လိုပဲပုံမှန်လေးသာတော့ညနေပိုင်းမှလေးထမင်းကောင်းကောင်းမစားတာတကယ် waiting ဖို့အရန်ကောင်းတယ်လေလားဟုတ်တယ်နော်ပြီးတော့အစ်မကြီးတွေ့လဲကောင်းတယ်လေကိုကတက်တုံးစစ်ကြော်ပြီးဆိုရင်ကိုခန္ဓာမထွာလာမင်းနဲ့အစီဖက်မှာတော့တယ်လေကိုစားသည်မြအဲ့ဒါကိုကတည်နေဖို့လိုတယ်နော်ခဲကိုမစ်စီအတွက်အကျိုးရှိနေဆိုရင် like share subscribe မမင်းနဲ့နော် see you next time bye bye god bless you all